မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စစ်ထမရန်တင်ချာအတွေ့တက်ကအခန်းလေးအချိုးရာဂိုင်နှုန်းနဲ့ပြည့်မြခြင်းပဲဖြစ်ပါတယ်။နေ့တန်းမှာဤတင်ငန်းစာတွင်လူမှုဘဝ၌များစွာအသုံးဝင်သောအချိုးရာဂိုင်နှုန်းနဲ့ပြည့်မြခြင်းတို့အကြောင်းလေ့လာပါမည်တဲ့။အဲ့တော့ဒီတင်ငန်းစာမှာဆင်မတော်ကအချိုးရဲ့ရာဂိုင်နှုန်းရဲ့ပြည့်မြခြင်းကိုလေ့လာမယ်။ဒိဋ္ဌသမတစ်ကိုကြည့်မယ်အချိုး။ကစားကွင်းတွင်ကစားနေသောကလေး45ယောက်ရှိသည်။ဒါကိုဆင်မတော်ကပေးထားတဲ့တစ်ချက်ရေးမယ်။ကစားနေသောကလေးပေါင်း45ယောက် 35ယောက်ဒီယောက်ျားလေးများဖြစ်သည်အဲ့တော့ကစားနေသောယောက်ျားလေးပေါင်းက35ယောက်ကစားနေသောမိန်းကလေးပေါင်းကိုလူချင်းတော့ဆမရ45အနုတ်35ဆိုပြီးတော့ရှာလိုက်တယ်30ယောက်ကစားနေသောမိန်းကလေးဥယျသည်ယောက်ျားလေးဥယျဤအစမီများရှိသည်ကိုအောက်ပါအတိုင်းရှင်းပြမိတဲ့ဟုတ်ပြီကစားနေတဲ့မိန်းကလေးဥယျကယောက်ျားလေးဥယျရဲ့အစဘယ်လောက်ရှိသလဲအဲ့ဒါကြောင့်မလို့ဆမရဒီမှာကြည့်မယ် တစားနေတော့မင်းကလေးဦးရေဒီဆိုတော့ तू ရှေ့ရလာလို့သူ့ကိုပိုင်းမိမှာရေးထားတယ်ပြီးတော့မှယောက်ျားလေးဦးရေဣဆိုတော့ယောက်ျားလေးဦးရေနှောက်မလာတဲ့အတွက်သူ့ကိုပိုင်းချီမှာရေးထားမယ်အဲ့ဒါပြီးတော့မှမင်းကလေးဦးရေက30ယောက်ယောက်ျားလေးက35ယောက်ဒီတော့9နဲ့လေး30 9ခုနဲ့လေး35ခုနှစ်ပိုင်းနှစ်ပိုင်းဆိုပြီးတော့ရတယ်ဒါဆိုလို့ရှိရင်ဆရာမတော်ဒါအဆောက်အရှာတာပါထို့ကြောင့် မင်းကလေးဥယေသည်ယောက်ျားလေးဥယေ၏ခုနှစ်ပိုင်းနှစ်ပိုင်းစရှိပါတယ်ပြောချင်တာကတော့ခုနှစ်ပုံပုံလိုက်လို့ရှိရင်နှစ်ပုံသည်ယောက်မင်းကလေးဥယေဖြစ်တယ်35ပုံပုံလိုက်လို့ရှိရင်ပြောချင်တာ35ယောက်ထဲမှာ10ယောက်ကမင်းကလေးဥယေ9ယောက်မှာ2ယောက်သည်ယောက်ျားလေးဥယေဟုတ်ပြီနော်အဲ့တော့ထို့တို့အစဆိုသောစကားမသုံးမင်းနဲ့အချိုးဆိုသောစကားကို ုံးပြီးတော့မှမိန်းကလေးဥယျာဉ်နဲ့ယောက်ျားလေးဥယျာဉ်တို့ရဲ့အချိုးရှာမယ်။ဒါဆိုရင်ဒီပိုင်းဝေကိုအရင်ရေးမယ်။နှစ်ပြီးတော့မှဒီလိုဝှက်ဆက်နှလုံးပေါက်ပုံစံလေးအဆက်နှစ်ဆက်ချမယ်။နှစ်အချိုးခွန်ရှိသည်ဟုဖော်ပြနိုင်ပြီ။ဤတွင်ဒီတင်ငေစာကို အချိုးဆိုပြီးတော့ဖတ်ပါမယ်။ဒါဆိုရင်ဇမတို့ကမိန်းကလေးဥယျာဉ်နဲ့ယောက်ျားလေးဥယျာဉ်တို့ရဲ့အချိုးကနှစ်အချိုးခွန်ဒါကိုအပိုင်းကြီးနဲ့ရေးမယ်ဆိုရင်ဒီအတိုင်းရေးလို့ရတယ်။ခုနှစ်ပိုင်းနှစ်ပိုင်း2 by 7ဆိုပြီးရေးလို့ရပါတယ်။ ဟုတ်ပြီဥပမာတစ်ကိုကြည့်မယ်ပန်းသီးနှလုံးနဲ့ငပြောသီးငါးလုံးရှိသည်ပန်းသီးနှလုံးရှိတယ်ငပြောသီးငါးလုံးရှိတယ်1 2 3 4 5ပန်းသီးနဲ့ငပြောသီးအရင်အတွက်ကိုနိုင်ရှင်ကြည့်ပါမိတဲ့ဟုတ်ပြီဒါဆိုရင်ပန်းသီးရဲ့ရေအတွက်နဲ့ငပြောသီးရဲ့အရင်အတွက်အချိုးအဲ့တော့ပန်းသီးက2ငပြောသီးက5အဲ့တော့2အချိုး5ဒါလေးပဲနော်ဟုတ်ပြီဒီတော့ရေဘူးရအားဖြင့် A အချိုး B AHOB မှာ B not equal to 0ကိုအောက်ပါအတိုင်းရေးနိုင်ပါသည်တဲ့ AHOB မှာ B ဟာတကယ်လို့0မဖြစ်ခဲ့ဘူးဆိုရင် A by B ဆိုပြီးတော့ရေးလို့ရပါတယ်တဲ့ A by B ဟုတ်ပြီနော်အဲ့တော့ခုနကလည်းပြောပြပြီးပါပြီအဲ့တော့ AHOB ကိုတော့မဟုတ်ဒါဘယ်လိုရေးလို့ရလဲဆိုတော့ AHOB ကို A by B လို့ပြောလို့ရပါတယ်ဒီမှာတော့ဒါ ratio လို့ဖတ်ပါမယ်နော်အင်္ဂလိပ်လို့ဖတ်ရင်နော် ratio R A T I O ratio A ratio B မှာ A ဘိုင် B ဆိုပြီးတော့ဒီလိုပြောင်းပြီးတော့ရေးလို့ရတယ်။ဟောပြီနောက်တစ်ခု A ratio B ကိုဖော်ပြရရင်ပထမကိန်း A နဲ့ဒုတိယကိန်း B တို့ဤအစီအစဉ်ကြားမှုသည်အရေးကြီးပြီးရင်းတို့ဤပမာဏအတိအသီးသည်လည်းတူညီသော unit များဖြစ်ရပါမည်တဲ့။အဲ့တော့ A ratio B မှာဒီလိုမျိုးဖော်ပြတဲ့အချိန်မှာ ပထမကိန်း A ဒါပထမကိန်း A ဒုတိယကိန်း B ဒီဒုတိယကိန်း B ရဲ့အစီအစဉ်ကြားမှုကအရေးကြီးတယ်။ဒါဒီမှာလုပ်ရင်းနဲ့ကလေးတို့သိသွားမယ်။ ောက်တစ်ခုအရေးကြီးတာကရင်းတို့ဤပမာဏအသီးသီးတွေလဲတူညီသော unit ဖြစ်ရမယ် unit တူမှပဲသူတို့ကိုဒီလိုအချိုးချလို့ရပါမယ်ဟုတ်ပြီနော်ဆိုတော့ဥပမာနှစ်ကိုကြည့်အောင်မြမြသည်ဈေးမှစက်တာ3 kg နဲ့5ခွန် kg ဝယ်လာသည်စက်သားလေးချိန်နဲ့5လေးချိန်တို့ဤအချိုး5လေးချိန်နဲ့စက်သားလေးချိန်တို့ဤအချိုးများကိုရှာကြမီဟုတ်ပြီအဲ့တော့စက်သားက3 kg 5က9 kg ဒါဆိုရင်ကြက်သားလေးချိန်နဲ့ငါးလေးချိန်ရဲ့အချို့ဒီမှာကြက်သားအရင်လာတဲ့အတွက်ကြောင့်မလို့ဆရာမတို့ကြက်သားကိုအရင်ရှိမယ်3ပြီးတော့ငါးကကြတော့9ဆိုတော့3အချို့9နောက်တစ်ခုကငါးလေးချိန်နဲ့ကြက်သားလေးချိန်တို့ဤအချို့ဆိုတော့ငါးလေးချိန်က9ကြက်သားလေးချိန်က3ဆိုတော့9အချို့3ဆိုပြီးရှင်းလိုက်မယ်အဲ့တော့အချို့များကိုဖော်ပြရရင် unit တူညီမှသာ9ရှင်ကဖော်ပြနိုင်သည်အဲ့တော့အရင်ဆုံးတို့ရဲ့ unit ကို ကြည့်ကြည့်ပါမယ်တူလားမတူလားဆိုပြီးတော့ဟုတ်ပြီနော် unit 2မှာပဲနိုင်ရှင်ပြီးတော့မှပေါ်ပြနိုင်ပါမယ်တဲ့အကယ်၍တမီတာနဲ့7ကီလိုမီတာဆိုပြီးတော့မှအချိုးချခိုင်းလို့ရှင်ဆရာမတို့ကဒီတမီတာမှာတမီတာနဲ့1000မီတာဆိုပြီးတော့အချိုးစစရမယ်ဟုတ်ပြီနော်ဘာလို့လဲဆိုတော့7ကီလိုမီတာမှာ1000မီတာရှိတယ်အဲ့လိုမျိုးအဲဒီ unit ပြောင်းပြီးတော့မှစဉ်းစားရပါမယ်။နောက်တစ်ခုကတလက်မနဲ့တပေတို့ဤအချိုးကိုစဉ်းစားကြမည်တဲ့။အဲ့ဒါဆိုရင်လေတလက်မ ဒါဖြစ်သွားပြီတပေမှာဆနလက်မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တလက်မနဲ့ဆနလက်မဆိုပြီးတော့အဲ့လိုစဉ်းစားပြီးတော့မှအချိုးချပေးရပါမယ်တမင်းနဲ့နဲ့တနာရီရဲ့အချိုးကိုစဉ်းစားမယ်ဆိုရင်လေတမင်းနဲ့ကဟုတ်ပြီတနာရီမှာတော့60မိနစ်ရှိတာဖြစ်လို့တမင်းနဲ့နဲ့60မိနစ်ဆိုပြီးတော့မှအချိုးကိုစဉ်းစားရပါမယ်ရပြီနော်အဲ့တော့အရာဝတ္ထုတို့ဤအရေးအတွက်ကိုနိုင်ရှင်ရင်ရင်းတို့ကို အချိုးဖြစ်ပြနိုင်တဲ့ကဲတို့အလေးချိန်ဒုတဲ့ပမာဏစသည်တို့ကိုလည်း အချို့ဖြင့်နိုင်ရှင်ဖော်ပြနိုင်ပါသည်တဲ့အဲ့တော့အရာဝတ္ထုလေးရဲ့အရေအတွက်ကိုဆရာမတို့ခုနအရေအတွက်ကိုလည်းကြည့်တိခဲ့ပြီးပြီးတော့ဒါဒီအပေါ်မှာကအလေးချိန်လေးကိုလည်းဆရာမတို့တိခဲ့ပြီးပြီးအဲ့လိုပဲအလေးချိန်ရောဒုတယ်ရောပမာဏလေးရော အများကြီးဒါတွေအားလုံးကိုအချို့နဲ့နိုင်ရှင်ဖော်ပြနိုင်ပါတယ်။အောက်မှာကြည့်မယ်ပုံစံတွက်ကကြတော့မောင်မောင်ချင်းတန်မြချူရီဆက်တလုံး စတော်ဘယ်ရီချူချင်းက73လုံးနဲ့စပြက်သီးချူချင်း15လုံးရှိသည်။တန်မြချူချင်းကကြီးမှာနော်။တန်မြချူချင်းစတော်ဘယ်ရီချူချင်းနဲ့စပြက်သီးချူချင်းအရေးသက်တို့ရဲ့အချို့အဲ့တော့သူ့ကိုရင်ရှာလိုက်အောင်ဆမ်းမလို့။တန်မြချူချင်းစတော်ဘယ်ရီချူချင်းနဲ့စပြက်သီးချူချင်းအရေးသက်တို့ရဲ့အချို့ဆိုပြီးရေးလိုက်မယ်။တန်မြကအရင်လာတာဆိုတော့17အချို့ပြီးတော့မှစတော်ဘယ်ရီလာတော့73ပြီးတော့မှအချို့15ဆိုပြီးရေးလိုက်အောင်မယ်။17အချို့73အချို့15ခါကွေး strawberry ချိုချင်း၊တံမြာချိုချင်းနဲ့ဇပြက်တီးချိုချင်းအရေအတွက်တို့ဤအချိုးကိုရှားပါ။အဲ့တော့ကြီးလိုက်မယ် strawberry ချိုချင်း၊တံမြာချိုချင်းနဲ့ဇပြက်တီးချိုချင်းအရေအတွက်တို့ဤအချိုးကြီးများချင်း။အဲ့ဒါပြီးတော့ strawberry ကအရင်လာတော့73ကိုအရင်ရေးမယ်73ပြီးတော့မှတံမြာချူချင်းက71နောက်တစ်ခုကဇပြက်တီးချူချင်းအဲ့တော့ဘယ်လိုဖြစ်သွားပြီလဲဆိုတော့73အချူ71အချူ75နောက်တစ်ခုဇပြက်တီးချူချင်း တန်မြာချူချင်းနဲ့စတော်ဘယ်ရီချူချင်းအရေးတက်တို့ရဲ့အချို့ဒီမှာရေးလိုက်မယ်အဲ့တော့ပထမဆုံးလာတာဇပြစ်ချူချင်းအဲ့တော့ဇပြစ်တီးချူချင်း55 55ရေးမယ်ပြီးတော့မှတန်မြာချူချင်းက17 17ရေးမယ်ပြီးတော့မှစတော်ဘယ်ရီချူချင်းက73ဆိုတော့73ရေးမယ်55အချို့17အချို့73ရပြီနော်အဲ့တော့လေးတသမတသမတက်မှာဆရာမတို့နောက်တစ်ဆင့်ချက်တက်မို့အချိုးကိုအရှင်းဆုံးပုံစံဖြင့်ဖော်ပြခြင်း ဥပမာ3ကခဲတံ6ချောင်းနဲ့ခဲပြက်12ခုရှိတယ်။ခဲတံက10နဲ့3456ခဲပြက်က10နဲ့3456ဝန်ရှိ9031စနစ်။ခဲတံအရေအတွက်နဲ့ခဲပြက်အရေအတွက်တို့ရဲ့အချို့ကိုရှာရအောင်။အဲ့တော့ဆင်မဘယ်လိုရှာကြမလဲ။ခဲတံအရေအတွက်နဲ့ခဲပြက်အရေအတွက်ခဲတံ6ချောင်းခဲပြက်က12 12ခုအဲ့ဒါဆိုတော့ခဲတံအရေအတွက်ဆိုတော့6ခဲပြက်အရေအတွက်ဆိုတော့12အဲ့တော့6အချို့12 6 ratio 12 ခဲတံသုံးချောင်းစီကိုအုပ်စုဖွဲပြီးတော့မှဖွဲလိုက်မယ်အဲ့တော့ကြည့်မယ်နော်ဒီမှာခဲတံကိုဒီမှာ3ချောင်းဒီမှာ3ချောင်းအုပ်စုက2စုပြီးတော့မှခဲပြက်ကိုလည်းဒီမှာ3ခုဆိုတော့အုပ်စုက4ခုသူက12ခုရှိတာဖြစ်တဲ့အတွက်ကြောင့်အုပ်စုက1နဲ့3 4ခုရတယ်ဒါဆိုရင်ကောဆရာမတို့စဉ်းစားမယ်ခဲတံအုပ်စုနဲ့ခဲပြက်အုပ်စုတို့ရဲ့အချိုးရှာဒီတခါအုပ်စုကရှာမယ်နော်အရေးအတွက်မဟုတ်တော့ဘူးအုပ်စုအနေနဲ့ကြတော့ဒီမှာ2အုပ်စုဆိုတော့ အချိုဒီမှာက1 2 3 4 4အုပ်စုဆိုတော့၄နဲ့အချိုလေးဆိုပြီးတော့ရမယ်အဲ့ဒါကိုဒီမှာရေးထားတယ်ခဲတံအုပ်စုနဲ့ခဲပြက်အုပ်စုတို့ရဲ့အချိုမှာနဲ့အချိုလေးဆိုပြီးတော့ရသွားပြီဒါအုပ်စုကိုဆရာမတို့ကခဲတံအောင်နှစ်အုပ်စုခွဲတယ်အုပ်စုအာဒီခဲပြက်ကို၄အုပ်စုခွဲလိုက်တယ်နောက်တစ်ခုကခဲတံ6ချောင်းစီကိုခွဲယူအုပ်စုခွဲပါအဲ့တော့ခဲတံကကျတော့6ချောင်းဒီမှာတအုပ်စုထားလိုက်တယ်ခဲပြက်ကိုကျတော့ဆရာမတို့က6ချောင်း ဒီ6ခုတက်ခုဒီဘက်က6ခုကတအုပ်စုအဲ့လိုထားလိုက်တယ်ထားလိုက်တဲ့အခါမှာဒီက1 Rachel ဒီဘက်မှာ2 1 Rachel 2ဖိမှာရသွားပြီဒါဆိုရင်ခဲတဲ့အုပ်စုနဲ့ခဲပြက်တို့အုပ်စုတွေရဲ့အချိုးကဘယ်လောက်လဲဆိုတော့1 Rachel 2ဒီကနေပြီးတော့ဆရာမတို့ဘာကိုကောက်ချက်ချမလဲအချို့ကိုဖော်ပြရရင် အရေးအတွက်များနိုင်ရှင်ခြင်းအပြင်အရေးအတွက်တူခြင်းအုပ်စုဖွဲ့၍နိုင်ရှင်နိုင်သည်တဲ့ဟုတ်ပြီ အရေးအတွက်တကယ်လို့တူလို့ရှိရင်ဆရာမတို့ကအုပ်စုတွေဖွဲ့ပြီးတော့မှနိုင်ရှင်မယ်။ဆောက်ပြီနော်။6အချိုးစနစ်ဆရာမတို့ပထမတစ်ခေါက်ရထားတာ။ဒါကကြတော့66 12ခု ပြီးတော့မှ2အချိုး400ကြတော့ဒီဘက်ကခဲတဲ့အုပ်စုက2အုပ်စုခဲပြက်အုပ်စုက4အုပ်စု။ဒါကကြတော့1အချိုး2ကကြတော့ခဲတန်6ချောင်းအုပ်စုကတစ်ခုခဲဖြက်6ခုစီအုပ်စုက2စုဆိုပြီးတော့ခွဲလိုက်တယ်။တူညီတော့အချိုးများဖြစ်ပြီ။ဒါတွေအားလုံးကတူတူပဲ။6 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 အချိုးစနစ်နဲ့အချိုးလေးတဲ့အချိုးနှစ်တွေကတူညီတဲ့အချိုးတွေပါဒါဆိုရင်တဲ့အချိုးနှစ်တွေအချိုးများနဲ့အရှင်းဆုံးပုံစံဖြစ်ပြီဒါအရှင်းဆုံးပုံစံပဲအချိုးဖြစ်ပေါ်ပြထားသောပမာဏများဘုံစကွဲကိန်းနဲ့စားခြင်းဖြင့်အချိုးကိုအရှင်းဆုံးပုံစံဖြစ်ပေါ်ပြနိုင်သည်တဲ့ဒါအရှင်းဆုံးပုံစံနဲ့ပေါ်ပြတာကလေးတို့နောက်မှာဆက်ပြီးတော့လာပါမယ်ပုံစံတစ်သက်ကိုကြည့်ပါအတန်တန်းတွင်စိတ်ရင်းရှိចောင်းသားဥယျာဉ်မှာ၄၄ဦးဖြစ် ပြီအဲ့တော့ဆိုင်ရင်ကစုစုပေါင်း၄၄ဦးရှိတယ်၈ဦးမှာပြက်ကွက်ဤဒါပြက်ကွက်က၈ဦးចောင်းတက်တော့ဥယေနဲ့ပြက်ကွက်တော့ဥယေတို့ဤအချို့ရှားပါဟုတ်ပြီဒါပထမအလုံးကြည့်လိုက်ပုစာအရာဆိုင်ရင်ရှိចောင်းသားပေါင်းက၄၄ဦးပြက်ွက်တော့ចောင်းသားပေါင်းက၈ဦးဒါပေမဲ့ဆရာမတို့ဘာလို့မသိဘူးလဲဆိုတော့ចောင်းတက်တဲ့ចောင်းသားပေါင်းကိုမသိဘူး ကျောင်းတက်တဲ့ကျောင်းသားပေါင်းလူကျင်တော့44အနှုတ်8ဆိုပြီးတော့ရှာလိုက်တယ်36ဦး။ဟုတ်ပြီနော်။ဘာကြောင့်ကျောင်းတက်တာကိုရှာတယ်လဲဆိုတော့ဒီမှာကျောင်းတက်တဲ့ဥယျာဉ်ချိုးကိုလည်းရှာခိုင်းထားတာရှိလို့36ဦးကိုရှာရတယ်။ဟုတ်ပြီဒါဆိုရင်ကကြီးအရာဆရာမတို့ကကျောင်းတက်တော့ဥယျာဉ်နဲ့ပြက်ကွက်တော့ဥယျာဉ်ချိုးကိုရှာပါဆိုတော့ရေးလိုက်မယ်။ကျောင်းတက်တော့ဥယျာဉ်နဲ့ပြက်ကွက်တော့ဥယျာဉ်ချိုးကျောင်းတက်တာက36 ဟုတ်ပြီလားဒီမှာတောင်းတက်တာတွေရှာခိုင်းတာမလို့ဆရာမတော်ကတောင်းတက်တဲ့ဥကြီးကိုရှာထားရမယ်36ပြက်ကွက်တာက8ဟုတ်ပြီဒါဆိုလို့ရှိရင်သူ့ကိုအရှင်းဆုံးပုံစံနဲ့ပြောင်းမယ်ဘာနဲ့စားလို့ပြတ်တယ်လဲနှစ်ခုစလုံးကိုသူတို့စားလို့ပြတ်တယ်ဘုံစခွဲကိန်းနဲ့စားမယ်အဲ့တော့ဒါဆိုရင်၄နဲ့၄၈၄၉၄36၄နဲ့စားလို့ပြတ်တာမလို့၄၉၄36၄နဲ့၄၈ဆိုတော့၉အချိုးနဲ့အဲ့တော့ဒါကတော့36 8 8ပိုင်း36ပိုင်းကိုဆရာမတော်က နေနဲ့အရှင်းဆုံးပုံစံပြောင်းတယ်လို့ပဲတူတူပဲကိုအချိုးနှစ်ဆိုပြီးရမယ်။ခဝေးကပြက်ကွက်တော့ဥယျာဉ်နှင်းကြောင်းတက်တော့ဥယျာဉ်တို့ရဲ့အချိုးအဲ့တော့ဒီမှာပြက်ကွက်တဲ့ဥယျာဉ်8ကြောင်းတက်တဲ့ဥယျာဉ်က36ဒါဆိုလဲဆရာမတို့ကခုနလိုပဲနေနဲ့နေရှစ်လေးကွက်36နှစ်အချိုးကိုနောက်တစ်ခုကပြက်ကွက်တော့ကြောင်းသားများနဲ့ကြောင်းသားအားလုံးပေါင်းတို့ရဲ့အချိုးအဲ့တော့ရေးလိုက်မယ်ပြက်ကွက်တော့ចောင်းသားများ ਨੇ ចောင်းသားအလုံးပေါင်းတို့ရဲ့အချိုးဆိုတော့ပြက်ကွက်တာက အလုံးပေါင်း၄၄ဒီနှစ်ခုကိုဆရာမတို့ကစားလို့ပြတ်တာဒီလေးနဲ့ပဲစားမှာဖြစ်တဲ့အတွက်ကြောင့်လေးနဲ့လေးရှစ်၄၁လေး၄၄နောက်တစ်ခုကចောင်းတက်တော်ចောင်းသားများနဲ့ចောင်းသားအလုံးပေါင်းတို့ရဲ့အချို့ចောင်းတက်တာက36ចောင်းသားအလုံးပေါင်းက၄၄အဲ့တော့သူရဲ့အချို့ကကြတော့လေးကိုလီ36 41လေး44ဒါအရှင်းဆုံးပုံစံနဲ့ဆရာမတို့ပြလိုက်တာပိုးအချိုး71ပုံစံတစ်နှစ်က ၄ဘိုင်း၃ဘိုင်းအချိုနှစ်ကိုအရှင်းဆုံးပုံစံဖြစ်ပြပါတယ်ဒါဆင်ဆမတို့က၄ဘိုင်း၃ဘိုင်းအချိုနှစ်မိကုတ်ကူးလိုက်မယ်၄ဘိုင်း၃ဘိုင်းအချိုဆိုတာအစားနဲ့တူတူပဲမလို့အစားနှစ်ဆိုပြီးရေးလိုက်မယ်ပြီးတော့မှဒီအပိုင်းကိန်းနေစားတာကလေးတွေရှိမှတင်ခဲ့ပြီးပြီလေးပိုင်း၃ပိုင်းအမြောက်ပြောင်းပြီးတော့မှလန့်ကိန်းပြောင်းမယ်စားကိန်းကိုလန့်ကိန်းပြောင်းမယ်နှစ်ဆိုတာဒီနှစ်ပိုင်းနှစ်ပိုင်းဖြစ်လို့နှစ်ပိုင်းနှစ်ပိုင်းပြောင်းမယ်ပြီးတော့မှပိုင်းဝင်ချင်းချင်းမြောက်ပိုင်းချီချင်းချင်းမြောက်၃၄၃၄နဲ့၄၈ဒီတော့သူ့ဖြစ်က၃အချိုး၈ပုံစံကျက်၃က နှစ်ပေရှစ်လက်မတို့၏လက်မကိုအရှင်းဆုံးပုံစံဖြင့်ဖော်ပြပါဟုတ်ပြီနှစ်ပေရှစ်လက်မဆိုတော့နှစ်ပေရှစ်လက်မဆိုပြီးရေးလိုက်မယ်အဲ့တော့ကျွန်မတို့ကဒီမှာ unit 2ကိုလိုရဲဆိုတာရှေ့ကလေးကပြောထားခဲ့ပြီးသားအဲ့တော့ပေကိုပဲလက်မပြောင်းရမှာပေါ့လက်မကိုတော့ပေပြောင်းလို့ဒီရှစ်လက်မဆိုတာဒီတသမတွေနဲ့ထွက်လာမှာဖြစ်လို့အဲလက်မကိုပေပေကိုလက်မပြောင်းမယ်နှစ်ပေဒီ24လက်မဟုတ်ပြီနော်တပေမှာ12လက်မဆိုတော့အဲ့တော့ရှစ်လက်မ24လက်မအချိုးရှစ်လက်မဆိုပြီးရသွားပြီ အဲ့တော့24ပိုင်းချီရ8ရှစ်တလီ8 83 24ဆိုတော့3အချိုး1အဲ့တော့ဒါဒီပိုင်းချီက1ဆိုရင်မှမရေးဘဲနဲ့မနေပါနဲ့ဆိုတော့ဒါအချိုးရေးချင်တာမို့လို့3အာဒီဒပိုင်း3ပိုင်းပေါ့နော်3 by 1ဆိုပဲရေးမယ်ပြီးတော့မှ3အချိုး1ဆိုပြီးတော့ရေးလိုက်မယ်အဲ့တော့၄ချက်ငယ်၄သက်မှချက်ကနံပါတ်7အဘအချိုးတို့ကိုအရှင်းဆုံးပုံစံဖြင့်ဖော်ပြပါဆိုတော့ဒါဘယ်အတိုင်းတွဲရမလဲဆိုရင်ခုနကအပေါ်မှာပေါ့နော်ဆရာမတို့ဒီမှာပုံစံတွဲနှစ်မှာ ွက်ထားတဲ့ပုံစံအတိုင်းတွက်ပေးရပါမယ်။အဲ့တော့ကကြီးကိုကြည့်အောင်။သူကကကြီးမှာဗာပေးထားလဲဆိုတော့27အချိုး9ဟုတ်ပြီနော်။27 ratio 21 ratio 5ပေါ့နော်။ဒါတော့သူ့ကိုအရင်ဆုံးဆရာမတို့ကအစားပုံစံအနေနဲ့ပြောင်းလိုက်မယ်။27အစား9ဆိုပြီးပြောင်းမယ်။အဲ့ဒါပြီးတော့မှအပိုင်ကိန်းပုံစံပြောင်းမယ်။အပေါ်ကားဥပမာအတိုင်းပဲတွက်မယ်။ဟုတ်ပြီနော်။ ဒီတော့သူ့ကိုဆီယမ်မရောအရှင်းဆုံးပုံစံဘာမှပြောင်းလို့မရဘူးဆိုတော့သူ့ရဲ့အဖြေကဒီတိုင်းပဲလာမယ်အဲ့တော့เจ้าမှာကလေးတို့ရဲ့ဆီယမ်မကနေပြီးတော့ဒီလို step တွေကိုရေးလာမရေးဘူးလားပေါ့နော်မရေးဘဲနဲ့တခါတည်းကြီးကိုသွားတယ်ဆိုရင်လေဒါမားတော့မမားပါဘူးသူ့ကိုအရှင်းဆုံးပုံစံပြောင်းလို့မရဘူးပေါ့နော်နောက်တစ်ခုကခခွေးမှာခခွေးက24 Rachel 18 24 Rachel 18 အဲ့တော့သူ့ကိုဆရာမတို့အရင်ဆုံး24အစား80ဆိုပြီးတော့ရေးလိုက်မယ်။အဲ့တော့အပိုင်းကိန်းအနေနဲ့ရေးမယ်24 80။အဲ့တော့သူ့ကိုဘာတွေနဲ့စားလို့ပြတ်တယ်လဲဆိုတာကိုကြည့်မယ်။ဟုတ်ပြီနော်။အဲ့တော့နောက်ခုစလုံးကိုစားလို့ပြတ်တာဒီဒါက80လေး80 83လေး24ဆိုတော့30ပိုင်း3ပိုင်းပြီးတော့ ratio နဲ့ရေးရင်အချိုးနဲ့ရေးမယ်ဆိုရင်3အချိုး30။ဟုတ်ပြီနော်။အဲ့တော့ကငယ်ကိုကြည့်မယ်။ ကန်းငယ်မှာ128အချိုး8အဲ့တော့အစားပုံစံပြောင်းမယ်128အစား8အဲ့တော့အပိုင်းကိန်းပုံစံရင်းမယ်128 8အဲ့တော့သူ့ကိုစဉ်းစားမယ်အဲ့တော့128ကလည်း8နဲ့စားလို့ပြတ်တာဖြစ်တဲ့အတွက်ကြောင့်8တလီ8ဒီမှာလည်း8တလီက8 4ကျန်48ဆိုတော့8 6လီ48အဲ့တော့ဒီမှာကပိုင်းဝေးမှာ16ပိုင်းချေမှာ10ဟုတ်ပြီနော်အဲ့တော့16ပိုင်း ော် sorry 16ပိုင်းဒပိုင်း16ပိုင်းဆိုတော့16အချိုး1ဂါကြီးက82အချိုး108အဲ့တော့82အစာ108တရား၈ဆိုပဲရေးလိုက်မယ်ပြီးတော့အပိုင်းကိန်းရေးမယ်82တရား၈အဲ့တော့သူ့ကိုဘာတွေနဲ့စားလို့ပြတ်တယ်လဲဆရာမတို့စူးစမ်းကြည့်မယ်အဲ့တော့82ကတော့36နှစ်လီရတယ်ဒါက36တုံးလီရတယ်အဲ့တော့ အာဒီ၃ပိုင်း၂ပိုင်းကိုအရင်မဲ့ပြီးတော့မှနှဲအချို၃ဆိုပြီးရမယ်။နောက်တစ်ခုကငှဒီ၃ပိုင်း၄ပိုင်းဟုတ်ပြီနော်အစာ oh sorry Rachel late ဟုတ်ပြီဒီ၃ပိုင်း၄ပိုင်းအချို၄ဆိုပြီးတော့ပေးထားတယ်။အဲ့ဒါကိုဆမ်မတို့ကအရင်ဦးစုံနေမှရှိတဲ့ကင်းရောင်ကင်းရောင်ပြောင်းမယ်အပိုင်းကင်းရောင်ပြောင်းမယ်လေးတလီ၄၅၆၇အဲ့ခါကျတော့ပိုင်းခြေက၄ပိုင်းဝင်မှာခနဲ့အစာဒီမှာ late oh sorry Rachel 4ပါနော် အဲ့တော့အရင်ဦးဆုံးဒီကအချိုးကိုအစားပုံစံပြောင်းမယ်အစားလေးဆိုပြီးတော့အဲ့လောက်ရပြီဆိုလို့ရှိရင်ဆရာမတို့ကအမြောက်ပြောင်းတော့မယ်၄ပိုင်း9ပိုင်းအမြောက်၄ယောက်မှတစ်ရှိတော့တပိုင်း sorry ၄ပိုင်း၄ပိုင်းဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ပိုင်းဝေးအချင်းချင်းမြောက်ပိုင်းချင်းချင်းချင်းမြောက်တော့၄လေးလေးဒီက၁၆ခုနှစ်တလေးက9ဆာလုံးက၃၃ပိုင်း၃ပိုင်း အချို့နှစ်ကိုပိုင်းခုနှစ်ပိုင်းဟုတ်ပြီဒီကင်းရောတွေကိုကင်းအောင်ပြောင်းမယ်နော်33ကို30 3ပိုင်း30ပိုင်းအချို့4နဲ့48 78အပေါင်းခွန်က20နဲ့5ပြီးတော့ပိုင်းခြေကကိုဒါဟိုဆရာမတို့က30 3ပိုင်း30ပိုင်းအစားပြောင်းမယ်ပြီးတော့မှ9ပိုင်း20နဲ့5ပိုင်းအဲ့တော့ဒီကအစားကိုအမြောက်ပြောင်းမယ်အမြောက်ပြောင်းလန်ကင်းပြောင်းမယ်25ကိုအဲ့တော့ 34333 39တာကလေးတို့ရပြီဒါဟုတ်ပြီနော်ဒါက9နလီ10 9 9020နဲ့ငါတော့ပိုင်းဝေချင်းချင်းပိုင်းချီချင်းချင်းမြောက်လိုက်တော့ပိုင်းဝေမှာက3နလီ6ပိုင်းချီမှာဒီ9တလီ9ဆိုတော့ဒါကိုအချိုးပုံစံနဲ့ရေးမယ်6အချိုး9စလင်က15စင်တီမီတာအချိုး6မီလီမီတာဆိုတော့ several unit 2အောင် ပြောင်းမယ် ဟုတ်ပြီနော်အဲ့တော့စင်တီမီတာနဲ့မီလီမီတာပြောင်းမယ်ဒါများရကနေနည်းရပြောင်းတာဟုတ်ပြီနော်များရကနေနည်းရပြောင်းမယ်အဲ့တော့တမီ1စင်တီမီတာမှာ30မီလီမီတာရှိတယ်1စင်တီမီတာ30မီလီမီတာရှိတော့15စင်တီမီတာဆိုလို့ရှိရင်150မီလီမီတာရှိတယ်ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာဆရာမတို့က150မီလီမီတာရသွားပြီပြောင်းလိုက်ပြီနော်150မီလီမီတာအဲ့ဒါပြီးတော့မှ ratio 9မီလီမီတာ အဲ့တော့150 mm ratio 9 mm ဒါ unit 2သွားပြီဆိုရင်သူ့ကိုဆရာမတို့ကဒီ unit တွေဖြုတ်လိုက်မယ်ပေါ့နော်150 ratio 9ဆိုပြီးတော့အဲ့တော့မှဒီ150ဒီကအချို့ကိုအစားပုံစံပြောင်းမယ်150အစား9ဆိုပြီးအဲ့တော့သူ့ကိုဆရာမတို့ကအရှင်းဆုံးပုံစံပြောင်းမယ်ဒါလည်း9ရဲ့1ရဲ့ပေါင်းတာက6ဒါကလည်း9ဆိုတော့သူ့ပြက်တာ3နဲ့ပြက်တယ်3 3 4ကိုဟုတ်ပြီလား3 5 4 5 3995သုံးရပါတော့အဲ့တော့ပိုင်းကင်းရေးမယ်3ပိုင်း50ပိုင်းဆိုတော့50အချိုး3တနားရီ55မိနစ်ပေးထားတဲ့ဇာပဲကဟုတ်ပြီဒီမှာနှာရီရယ်မိနစ်ရယ်ပေးထားတယ်ဆိုတော့ဆရာမတို့နှာရီရနဲ့မိနစ်ပြောင်းမယ်တနားရီမှာ60မိနစ်ရှိတာဖြစ်လို့ဆရာမတို့က60မိနစ်ပေါ့နော်သူပေးထားတာလေးကိုပြောင်းလိုက်မယ်ပြီးတော့မှ55မိနစ်ဆိုပြီးတော့ရပြီအဲ့ဒီခါကျတော့ unit 2သွားပြီဆိုမှဆရာမတို့က ratio က ုပ်လို့ရတာဖြစ်လို့60အချို့50နဲ့5ဆိုပြီးတော့ရသွားပြီဒီကလေးတော့ဒီဘက်မှာဆက်ရေးမယ်နော်ဆီမန်ဒီအောက်မှာဆက်ပြီးရှင်းပြလိုက်မယ်ဒါဆိုအပိုင်းကင်းပြောင်းပြီးတော့ရေးလို့ရပြီအဲ့တော့သူ့ကိုစားလို့ပြတ်တာ5ပဲဆိုတော့5 7လေးနော်ဘယ်တော့5 7လေးစနေ9လေ60သူ့အပိုင်းကင်းနဲ့ရင်းမယ်7 7ပိုင်း7နှစ်ပိုင်းအဲ့တော့သူ့ကိုအချိုးနဲ့ကြည့်တဲ့အခါမှာစနစ် ratio 12 ratio 11စနစ်အချိုး7ဆိုပြီးတော့ရပါမယ်။ဒါဆိုရင်ဆရာမတို့ဒီနေ့သွားတယ်ဒီသင်ခန်းစာကိုလေးတို့ရသွားပြီလို့ထင်တယ်။ ကြံနေတဲ့နှစ်3 4 9ຫນ້າဗီဒီယိုတွေမှာဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်။ခုလိုဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။ဖြစ်နိုင်လို့ရှိရင်ဆင်မရဲ့ဗီဒီယိုတွေကိုကြည့်တဲ့အခါမှာ VPN လေးနဲ့ကြည့်ပေးပါရှင်။ကျေးဇူးများတင်ပါတယ်။စာရီးလည်းများကြည့်ရပါစေ။